မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရွှေကုတ်ကိုတွင်တရုတ်တထင်းများနှင့်ကြားဖြန့်ကုမ္ပဏီကောင်းဆောင်များကို VGF ကညာရင်းချင်းကားများဖြင့်တည်ထုတ်နေပြီးအောက်ခြေအလုပ်လုပ်သူများနှင့်တရုတ်များလည်းအစုလိုက်ပြုံလိုက်ထွက်ပြေးဝယုံသုံးကားဖြင့် VGF ကောင်းဆောင်ဆော့ချစ်သူလူမြင်ကွင်းမှပျောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကရင်ပြည်နယ်မြဝတီမြို့နယ်ရွှေကုတ်ကိုမြို့တဲ့တွင်တရုတ်တထင်းများနှင့် ကြာဖြန့်ကုမ္ပဏီခေါင်းဆောင်များကို VGF ကညာရင်းချင်းကားများဖြင့်တည်ထုတ်နေကြောင်းရွှေကုတ်ကိုအခြေအနေကိုစောင့်ကြည့်နေသောကရင်စစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါရယ်။ရှနိအချမ်းဖက်စစ်တပ်လက်အောက်ခံ VGF မှနိုင်မောင်စော်ကရွှေကုတ်ကိုမြို့တစ်တွင်ကြာဖြန့်များကိုအပိသက်အပြတ်နှိမ်နင်းတော်မူဖြစ်ကြောင်းထုတ်ပြန်ကြေညာပြီးနောက်နိုဝင်ဘာလ18ရက်နေ့ညတွင်ချင်းရွှေကုတ်ကိုမျိုးတက်မှတရုံများနိုင်ငံခြားသားများနှင့်ကြားဖြတ်အလုပ်သမားများရှားထောင်ချီမျိုးမှထွက်ခွာရန်စူးစမ်းလာကြကြောင်း ရွှေကုတ်ကုမျိုးသစ်အတွေ့တွင် ကားများပိတ်ပြီးမြို့ရင်းရှိလူများအလုံးနီလန်းမျိုးစုံဖြင့်ထွက်ခွာနေကြခြင်းဖြစ်ကြောင်းတို့ရတွင်ကြားဖြန့်တရုတ်တတိများနှင့်ကြားဖြန့်ကုမ္ပဏီကောင်းဆောင်များကိုမူ VGF များကကားဖြင့်ညာရင်းကျင်းတည်ထုံနေကြောင်းသိရပါသည်။ VGF နိုင်မောင်စောကကြားဖြန့်တွင်နှိမ်နှင်းမယ်ဆိုပြီးထချင်ညာတာထိုင်းသတင်းဌာနတွင်မှတက်လာတာရောမြန်မာသတင်းဌာနတွင်မှတက်လာတာရောညာရင်းကျင်းတရုတ်တွင်နိုင်ငံသားတွေရွှေကုတ်ကိုကနေအထုပ်တွေဆွဲပြီးထွက်ကုန်ကြပြီး ကိကိပတ်လို့ဖြစ်မယ်ဆိုပြီးအကုံထွက်ပြေးကြတာအလုတ်တွေသုံးရပိတ်တယ်ဆိုပြီးအောက်ခြေချဖြတ်လုတ်သမားတွေကိုလည်းကုမ္ပဏီဘက်ကပြောတယ်။ဒါပေမဲ့ကုမ္ပဏီ in charge တင်းလီဒါတွေနဲ့တရုတ်တထေးတွေက VGF ကားတွေနဲ့အကုံထွက်ကုန်ကြပြီ။ညာရင်းချင်းဝယုံသုံးကားတွေဖြစ်နေတာကားတွေပိတ်လမ်းတွေပိတ်အကုံထွက်ပြေးကုန်ကြတာဟုကရင်စစ်ရေးတရင်ရေးမြက်ကပြောဆိုပါတယ်။ VGF နိုင်မောင်စောကရွှေကုတ်ကိုတွင်ကြားဖြတ်လောက်ခိုင်သူ1000နှင့်2000အကြားရှိပြီးကြားဖြတ်များကိုလုံးဝမထားတော့ဘဲ အပြက်အပီးနှိမ်နှင်းတော်မူဖြစ်ကြောင်းထို့သောနှိမ်နှင်းရာတွင်စစ်တပ်နှင့်ပူးပေါင်း၍နှိမ်နှင်းမည်ဖြစ်ကြောင်းအမေရိကန်နှင့်တရုတ်ပြည်အားရှိလာ၍မဟုတ်ဘဲ VGF ကကြားဖြတ်နှိမ်နှင်းရဲ့ဆုံးဖြတ်ထားသည့်အချိန်နှင့်တိုက်ဆိုင်နေခြင်းဖြစ်ကြောင်းရမန်နေကထုတ်ဖော်ပြောဆိုခဲ့ပါသည်။အကြံဖတ်စစ်တပ်ကလည်းရွှေကုတ်ကိုအနီးဝန်းကျင်နှင့်နေရာအချို့တွင်နေရာစတင်ယူနေပြီးမြို့ရင်းနေရာတချို့တွင်စစ်တပ်ကအကွက်ရောက်မှုများရှိနေကြောင်း VGF နှင့်စစ်တပ်ကပူးရဲဝင်ရောက်နေခြင်းဖြစ်ကြောင်းသိရပါသည်။ တို့ရတွင်ရွှေကုတ်ကွန်မြို့တစ်ကိုစတင်ထူထောင်ရတွင်အဓိကကျသူ VGF ကောင်းဆောင်စောချစ်သူမှလူမြင်ကွင်းကနေပြောက်ွယ်နေပြီးရွှေကုတ်ကိုတွင်မတွေ့ရတော့ကြောင်းရွှေကုတ်ကိုအရေးကိစ္စကို VGF နိုင်မောင်စောကဦးစီးလှုပ်ဆောင်သည့်သဘောမြင်ရကြောင်းအခြားခရင်စည်ရေးထရင်ကြီးမြစ်တစ်ခုကလည်းပြောဆိုပါတယ်စောချစ်သူကလူမြင်ကွင်းကိုသိမ့်မထွက်တော့ဘူးသူစရာစီတန်ချောင်းကိုနိုဝင်ဘာလ12ရက်နေ့တရုတ်ကိုလွှဲလိုက်ကြတဲ့ကလူမြင်ကွင်းမှမမြင်ရတော့တာအရေးဆိုသူကားနဲ့သွာလာနေတာရှိသေးတယ်အခုပြောက်နေတယ် ူရွာပြက်နေတာလားတမင်လူမြင်ကွေးမထွက်တော့တာလားမပြောတတ်ဘူးဟုကရင်စည်ရေးတရေရင်းမြစ်ကရှင်းပြပါတယ်။ရွှေကုတ်ကိုထူထောင်သူရှီကြည်ချန်းကိုကြားဖြတ်ငွေလိမ်မှုများအပအဝင်နိုင်ငံတကာရာဇဝတ်မှုများဖြင့်ထိုင်းနိုင်ငံကတရုတ်နိုင်ငံသို့နိုဝင်ဘာလ12ရက်နေ့တွင်လွှဲပြောင်းလိုက်ပြီးအမေရိကန်ကလည်းကြားဖြတ်များကိုအကအကွယ်ပေးနေသော TGBA တပ်ဖွဲ့နှင့်ခေါင်းဆောင်လေးဦးကိုစီးပွားရေးတန်ခတ်ပိတ်ဆို့ကကြားဖြတ်တိုက်ဖြတ်ရေးအထူးဖွဲ့ကိုလည်းဖွဲ့စည်းခဲ့ပါတယ်။ဆလဘင်းဖအန်နှင့်မော်လမြိုင်ခီးစင်များတွင် မင်းအောင်လိုင်ကပြည်내အစိုးရများကတည်ခင်းထားသောရှေးရှင်တွေလက်ဖက်အချို့ပွဲနှင့်အစားတောက်များကိုလုံးဝမတိုးမထိပဲကိုပိုင်ရေဘူးနှင့်အစားတောက်များကိုသာယူဆောင်စားတောက်တယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ကရင်ပြည်내ဖအံမြို့နယ်နှင့်မွန်ပြည်နယ်မော်လမြိုင်တို့တွားရောက်သည့်ခီးစင်များတွင်အကြံဖတ်မင်းအောင်လိုင်ကသက်ဆိုင်ရာပြည်내အစိုးရအဖွဲ့ကပြင်ဆင်တည်ခင်းထားသောရှေးရှင်တွေလက်ဖက်အချို့ပွဲနှင့်အစားတောက်များကိုလုံးဝမတိုးမထိမစားမတောက်ပဲ၎င်း၏ကိုရေးအရာရှိအဖွဲ့ကပြင်ဆင်ပြီးသော ကိုပိုင်ရေဘူးပါရေနှင့်အစားတောက်များကိုသာယူဆောင်စားတောက်ကြောင်းအဆိုပါခီးစဉ်အတွင်မေယောင်လိုင်းနှင့်တွဲဆုံခွင့်ရခဲ့သောဌာနဆိုင်ရာသတင်းရင်းမြစ်များကပြောဆိုပါရယ်အကြံဖတ်မေယောင်လိုင်းကနိုဝင်ဘာလ15ရက်နေ့ကရင်ပြည်နယ်ဖအံမြို့နယ်တို့၎င်းနိုဝင်ဘာလ16ရက်နေ့မော်လမြိုင်မြို့သို့၎င်းသွားရောက်ပြီးဌာနဆိုင်ရာတွဲဆုံဖွဲ့များမြို့ကိုကြည့်ရှုစစ်ဆေးမှုများလှုပ်ဆောင်ခဲ့ကြောင်းထို့သောလှုပ်ဆောင်ရာတွင်မြောက်လိုင်ကသက်ဆိုင်ရာပြည်နယ်အစိုးရဖွဲ့ကတည်ခင်းပေးထားသောတောက်ရည်လက်ဖက်ရှင်တွင်အချို့ဘွဲနှင့်အစားအသောက်များကိုလုံးဝမစားတောက်သည့်အပြင် တို့ထိချင်းတာမပြုလုပ်ကြောင်းအချင်းတော်တော်များများတွင်ထင်ရမြရာကိုမင်းအောင်လိုက်ကရှောက်ပြောနေခဲ့ပြီးပြည်စုံဘွဲများတွင်အနည်းဆုံးတနအီကြော်ကြအောင်မယက်မနာတဦးတည်းပြောဆိုမှုများလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။သူရှိမှရှိရှင်တွေကွက်မြန်မာမုံနဲ့လက်ဖက်အချိုးပွဲတွေချထားတယ်။သူတခြားလုံးစကားပြောတယ်တနအီကြော်လောက်ကြတယ်။အဲ့ဒါသူရှိမှချထားတဲ့ပြည်내အစိုးရအဖွဲ့ကပြင်ပေးထားတဲ့တောက်ရင်ရှင်တွေအချိုးပွဲမတို့မထီဘူး။သူကိုရေးအရာရှိအဖွဲ့ကစီစဉ်ပေးတဲ့ရေဘူးကိုပဲတောက်တယ်။နီးလေစာရီဘာရီစားတော့လေ ပြည်내အစိုးရအဖွဲ့ကစီစဉ်ပေးတာမစားဘူးသူကိုရေးအရာရှိအဖွဲ့ကစီစဉ်တာကိုပဲစားတယ်ဟုမြောင်လိုက်အပြုမူနဲ့အနေထိုင်ကိုတရားသတိထားမိခဲ့သောဌာနဆိုင်ရာသတင်းရင်းမြစ်ကပြောဆိုပါတယ်မြောင်လိုက်သည်ကရင်ပြည်내ဖအံမြို့ခီးစဉ်အတွင်လုံခြုံရေးစိတ်မချရမှုနဲ့ခီးစဉ်သတင်းပေါက်ကြားမှုကြောင့်အစီအစဉ်များဖျက်သိမ်းခြင်းနဲ့တန်းနဲ့တွဲဆောင်ပွဲများဖျက်သိမ်းမှုများလှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ် နိုဝင်ဘာလ15ရက်နေ့ဖအံမြို့ခီးစဉ်အတွင်အကြံဖတ်မင်းအောင်လိုင်ကဌာနဆိုင်ရာတွေးဆောင်ပွဲနှင့်လှုပ်ဆောင်ခဲ့ပြီးနောက်လူငယ်စင်တာနှင့်ဆွဲကပင်မိုးလုံးလေးလုံးအားကစားခွင့်တည်ဆောက်မှုကိုတွားရောက်ဆစ်ဆီခဲ့ကြောင်းမူလအစီအစဉ်ဖြစ်သည့်ဖအံထက်နေတွေးဆောင်ပွဲနှင့်တောင်ကလေးစစ်ဆေးရုံတို့တွားရောက်မြစ်စည်းစံများကိုဖျက်သိမ်းခဲ့ကြောင်းရှင်အောင်ဖအံတွင်ညမအိတ်တော်ပဲရဟတ်ရင်ဖြစ်မော်လမြိုင်တို့ထွက်ခွာကအရှိတောင်တိုင်းစစ်ဌာနချုပ်တွင်ညအိတ်ခဲ့ကြောင်းသိရပါသည် ဆလဘင်းကြောက်ဖြူမျိုးနယ်ရှိစာတင်ကျောင်းများကိုစစ်တပ်ကလေကျောင်းတိုက်ခိုက်မှုကျောင်းသားကျောင်းသူများကိုအချိန်မီပြောင်းရွှေ့နိုင်ခဲ့တဲ့ဖြင့်တေဆုံးထိခိုက်မှုမရှိလေကျောင်းရန်သတိပြုကြရန် AA ကထပ်မံသတိပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမျိုးနယ်အတွင်းရှိစာတင်ကျောင်းများကိုစစ်တပ်ကလေကျောင်းတိုက်ခိုက်ခဲ့ရာကျောင်းသားကျောင်းသူများကိုအချိန်မီရွှေ့ပြောင်းနိုင်ခဲ့တဲ့ဖြင့်တေဆုံးထိခိုက်မှုမရှိကြောင်း AA ကယမန်နီညာပိုင်သတင်းထုတ်ပြန်ပါတယ်။ နိုဝင်ဘာလ18ရက်နေ့မော်လ12:30မိနစ်အချိန်ကြောက်ဖြူမြို့နယ်မင်းရက်တိုက်နယ်လိတ်တင်ကျေးရွာအတွင်သို့စစ်တပ်ကလေကြောင်းမှတဆင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းဘုံမှလိတ်တင်ကျေးရွာစတင်ကြောင်းအတွက်ကြားရောက်ပောက်ခွဲခဲ့ကြောင်းရှင်းအောင်အသေးကန်ဒရုန်းတဆင့်ပြပါအစိုးရစတင်ကြောင်းကိုထပ်မံပုံကျဲတိုက်ခိုက်ခဲ့ကြောင်းတို့ရတွင်စတင်ကြောင်းအတွင်စတင်ကြားနေကြသောចောင်းသားចောင်းသူများကိုအချိန်မီရွှေ့ပြောင်းနိုင်ခဲ့၍အသက်သေးဆုံးဒဏ်ရာရမှုမရှိခဲ့ကြောင်းစာတင်ကြောင်းအဆောက်အအုံမှာထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်းသိရပါတယ်။ အလားတူနိုဝင်ဘာလ18ရက်နေ့မော်လယ်12:35မိနစ်ခန့်အချိန်တွင်စစ်တပ်ကကြောက်ဖြူမြို့နယ်ကြောက်ကလေးကျေးရွာကိုလေရင်ဖြင့်ပေါင်900ဘုံနှလုံးဖြင့်လာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်းရှင်းပြင်းအဆိုပါနေ့ညနေ4:30မိနစ်အချိန်တွင်လည်းအမြင့်ကျွန်းတတအနီနာသို့ဝိုင်းတွဲလေရင်ဖြင့်ဘုံအလုံး60ခန့်လာရောက်ကျဲချခဲ့ကြောင်းသိရပါသည်ထို့တူနိုဝင်ဘာလ18ရက်နေ့ည8:18မိနစ်အချိန်တွင်လည်းကြောက်ဖြူမြို့နယ်မင်းရက်တိုက်နယ်ရှိ မင်းရရွာနှင့်တန်ချောင်းရွာအနီးပတ်ဝန်းကျင်နေရာများသို့လေကြောင်းမှပုံကျဲတိုက်ခိုက်ခဲ့သည့်အပြင်စင်ချောင်းကမ်းခြေမျက်နှာစာတွင်နေရာယူထားသောစစ်တပ်စစ်သင်္ဘောနှစ်စင်းကလည်းလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းလက်တလောထိခိုက်သေးဆုံးဒဏ်ရာရရှိမှုများမှလောလောဆယ်မသိရှိရသေးကြောင်းအေအေကထုတ်ပြန်ပါသည်စစ်တပ်ကကြောက်ဖြူမျိုးရှိကျေးရွာများကိုလေကြောင်းတိုက်ခိုက်မှုများကိုဇက်တိုက်ပြုလုပ်လာနေသောကြောင်းလေကြောင်းရန်ကိုပုံမိုတတိထားချရန်အေအေကအသိပေးထားပါသည် ဆက်လက်ပြီးရခိုင်နဲ့အေယာဝတီတိုင်းက AA နဲ့ PDF တပ်ဖွဲ့ဝင်တွေထွက်ပြေးပြီးအလင်းဝင်လာတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်အတွင်းကမင်းပြားကြောက်တော်ပုံနာကျွန်းတန်တွဲနဲ့ဂွားမျိုးနယ်တို့ကအာရကတပ်တော် AA တပ်ဖွဲ့ဝင်အမျိုးသား၉ယောက်နဲ့အေယာဝတီတိုင်းမအူပင်လေးမျက်နာဇလုံးကြံကင်းနဲ့ရေကြီးမျိုးနယ်တို့က PDF တပ်ဖွဲ့ဝင်အမျိုးသား၆ယောက်တို့အလင်းဝင်လာတယ်လို့စေအုပ်စုထိန်းချုပ်သတင်းစာတွေမှာဒီနေ့ဖော်ပြပါတယ်။ သူတို့တွေဟာမနေ့ကနိုဝင်ဘာ18ရက်မှာအလင်းဝင်လာတာဖြစ်ပြီးသူတို့15ရောက်နဲ့အတူမောင်းပြန် rifle နှစ်လက်နဲ့လက်ပြပုံတစ်လုံးပလာတာကြောင့်တနက်နှစ်လက်အတွက်စူဂျီကျက်သိန်းတရာနဲ့လက်ပြပုံအတွက်ကျက်သုံးသိန်းနဲ့အလင်းဝင်လာသူတယောက်စီကိုလည်းကျက်သုံးသိန်းစီစူဂျီပေးခဲ့တယ်လို့လည်းစေအုပ်စုကဖော်ပြပါတယ်။သူတို့ကိုခံဝင်ထိုးခိုင်းပြီးမိဘတွေစီကိုတခါလေပြန်အပ်လိုက်တယ်လို့လည်းစေအုပ်စုကပြောထားပေမယ့်အလင်းဝင်လာသူတွေရဲ့မျက်နှာတွေကိုတော့ဖော်ပြထားခြင်းမရှိဘဲအုပ်ထားပါတယ်။ဒါပြင်အလင်းဝင်လာသူတွေရဲ့ပြောစကားကိုလည်းဖော်ပြထားပြီး အဲ့ဒီထဲမှာ AAC ကပြေးလာတယ်ဆိုတဲ့တပ်ဖွဲ့ဝင်ဆိုသူဟာအစားအသောက်ကောင်းကောင်းမစားရပဲစားနေစားရတာတွေများတာကြောင့်အလင်းဝင်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ကြောင်းနဲ့ PDF ဆိုသူကတော့ AA တွေကခင်းမဆောင်ပဲသူတို့ကသာပထမစီးမှစောင့်ခိုင်းတာကြောင့်ထွက်ပြေးလာတယ်လို့ဆိုပါတယ်။အရကတက်တော် AA နဲ့အာနာသိန်းစစ်တပ်တို့ဟာရခိုင်နဲ့ထိစပ်နေတဲ့ဘက်ကိုအေယာဝတီနဲ့မကွေးအစက်တို့မှတိုက်ပွဲတွေဇက်တိုက်ဖြစ်နေတာပြပြီးအဲ့ဒီတိုက်ပွဲတွေအတွင်းစေအုပ်စုဘက်ကအလံဖြူထောင်ထွက်ပြေးလာတဲ့ တပ်သား80ကျော်ကိုဖမ်းမိထားကြောင်းအခုလနိုဝင်ဘာ17ရက်နေ့မှာ AA ကထုတ်ပြန်ချပါသေးတယ်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။